မင်္ဂလာပါခင်ဗျာအိုင်ဒီယာမြန်မာကနေပြီးတော့နိုဝင်ဘာလ9ရက်နေ့မြန်မာနိုင်ငံတဝမ်းလုံးမှာရှိတဲ့စီးရဲစီးပွားရေးလူမျိုးသတင်းတွေတဲ့ကထူးခြားတဲ့သတင်းချို့ကိုအကောင့်တို့တင်ပြပေးမှာဖြစ်ပါတယ်ပရပါဆုံးတင်ပြပေးလို့တဲ့သတင်းတစ်ပုဒ်ကတော့ရန်ကုန်မော်လမြိုင်ယထာလမ်းပိုင်းမိုင်းခွဲဖြက်စီးခံရမှုကြောင့်ယထာခိစဉ်တစ်ခုယာယီရွှေဆိုင်းရတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ရန်ကုန်မော်လမြိုင်ယထာလမ်းပိုင်းတိန်စိတ်ပူရာနဲ့ဒဝင်းပူရာကြားရှိယထာလမ်းပိုင်းအားအကျန်းဖက်အဖွဲ့ဝင်များကနိုဝင်ဘာလ9ရက်နေ့နံနက်ပိုင်းက မိုင်းခွဲဖြက်စီးခဲ့တာကြောင့်မော်လမြိုင်ဘူရာကြီးထံမှသိရပါတယ်။အမှန်686အစုံကြောက်ရထားဟာတိန်စိမ့်နဲ့ဒုံဝင်းဘူရာကြားရထားလမ်းမှန်တိုင်း125မြင်းဆောင်18နဲ့125မြင်းဆောင်19ရောက်မှာအကျန်းဖက်ဖွဲ့မှာရထားလမ်းအားမိုင်းခွဲဖြက်စီးသဖြင့်ရထားရဲ့စကောင်းပါဝင်ရထားရဲ့လေးတဲ့လမ်းချော်ခဲ့ပြီးရထားတန်လမ်း20ပျက်စီးခဲ့တယ်လို့သိရပါတယ်။ထို့ကြောင့်လုံခြုံရေးဖွဲ့ဝင်များက မြမကြီးမိရထားမှာတာဝန်ရှိသူများကစစ်ဆေးမှုများပြုလုပ်ခဲ့ပြီးပျက်စီးသွားတဲ့ရထားတန်လန်အားပြန်လည်ပြင်ဆင်နိုင်ရင်းနဲ့လမ်းချော်နေသောရထားတွေများအားပြန်လည်တက်မှတ်နိုင်ရုံအတွက်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။ထို့သောဆောင်ရွက်နေမှုများကြောင့်ယနေ့နိုဝင်ဘာလ9ရက်နေ့မှာမော်လမြိုင်ဘူရာကြီးမှာထွက်ခါမဲ့အမှတ်82အစုံမော်လမြိုင်ရန်ကုန်ရထားနဲ့ရန်ကုန်ဘူရာကြီးမှာထွက်ခါမဲ့အမှတ်81အစံရန်ကုန်မော်လမြိုင်ရထားခီးစဉ်တစ်ခုပါယာယီရဆိုင်ခဲ့ရတယ်လို့သိရပါတယ်။ ထို့သို့ယာယီရဆိုင်ခဲ့ရမှုကြောင့်ခီးစင်မှာလိုက်ပါရန်လက်မှတ်ဝယ်ထားသူများရဲ့တခြားလက်မှတ်ခံများအားမော်လမြိုင်ဘူရာကြီးမှ နေချင်းလက်မှတ်ယူမှာနက်နက်၈နာရီခွဲမှမွန်းတဲ၁၂နာရီမှာပြန်လည်ထုတ်ပေးခဲ့တယ်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ပညာရေးစနစ်ကိုမြင့်တင်ရန် KG မှာ Grade 12ထိအခမဲ့ပညာရေးစနစ်ဖြင့်ဆောင်ရွက်နေတယ်လို့ပြည်ထောင်စုဝန်ကြီးပြောကြားတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ပညာရေးကဏ္ဍကိုမြင့်တင်ရန် ကေဂျီမဂရိတ်တွဲထီခမဲ့ပညာရေးစနစ်ဖြင့်ဆောင်ရွက်လျက်ရှိကြောင်းပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာချောချောစင်ကပြောပါတယ်။ကျောင်းမဲမြို့နယ်နောင်ချုံမြို့ရှိအခြေခံပညာဆရာဆရာမများကျောင်းသားကျောင်းသူများမိဘများနဲ့တွေ့ဆုံစဉ်မှာထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ကျောင်းသားကျောင်းသူများဘူလာတန်းအလေတန်းအတန်တန်းစင်ပြီးမြောက်ပြီးတက္ကသိုလ်စင်ပြီးမြောက်သည့်တောင်တက်ရောက်နိုင်ရေးနိုင်ငံတော်ရဲ့ဘူဝါဒပင်ဖြစ်ကြောင်းဂရိတ်တွဲအောင်ချက်ရခိုင်တို့မြန်မာပြည်သည်ပညာရေးဝန်ကြီးဌာနတစ်ခုတည်းဆောင်ရွက်ရေးမရာပဲ ဆရာဆရာမများမိဘများအားလုံးဝိုင်းဝန်းဆောင်ရွက်မှာဖြစ်ကြောင်းပြည်ထောင်စုဝန်ကြီးကပြောပါတယ်မိဘများနေဖြင့်လည်းမိမိတို့၏တာသမီများចောင်းပြင်ပါသို့ရောက်ချိန်ကာယဗလာဇာတိတာဗလာများကောင်းမွန်စေရန်တုံသင်ဆုံးမပေးစီလိုကြောင်း၎င်းကတိုက်တွန်းပြောကြားခဲ့ပါတယ်ဒါအပြင် Grade 9အောင်မြင်ပြီးသူများ Grade 12သို့ဆက်လက်မတက်ရောက်လိုပါကစက်မှုစိုက်ပျိုးဝင်းမြူရေးအထက်တန်းចောင်းများသို့ရွေးချယ်တက်ရောက်နိုင်ကြောင်း၎င်းမှတစဉ်အစင်းမြင့်စိုက်ပျိုးဝင်းမြူရေးဘာသာရပ်များဆက်လက် တင် जा စီးပူးနိုင်မှာဖြစ်ကြောင်းသိရပါတယ်။မြန်မာပြည်ရောက်ရှိပါကသက်ဆိုင်ရာဘာသာရေးကျွမ်းကျင်သူများကထုတ်ချမဲ့တင်နန်းများကိုတက်ရောက်မှာဖြစ်ပြီး၎င်းတင်နန်းများကိုတက်ရောက်နိုင်ခြင်းမရှိသူများအနေဖြင့်မြမပညာရေးရုပ်တံမှာတင် जा ပို့ချလျက်ရှိတဲ့သင်ခန်းစာများကတဆင့်လေ့လာသင်ယူနိုင်ကြောင်းသိရပါတယ်။၎င်းပြင်ထပ်မံဖွင့်လျက်ကြန့်ရှိသေးတဲ့အကြောင်းများကိုပြန်လည်ဖွင့်နိုင်ရေးကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း၎င်းကထလောင်းပြောကြားခဲ့တယ်လို့သိရပါတယ်။ ဆက်လက်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ AI နည်းပညာအရွေးနဲ့အတူလိုက်ပါပေးနိုင်ငံအကျိုးပြု IT ပညာရှင်များနဲ့သုတေသနပညာရှင်များဖြင့်ရှင်သန်အသက်ဝင်နေတဲ့တက္ကသိုလ်များဖြစ်စေရေးကျိုးပန်းဆောင်ရွက်ရန်ဒုဝင်ကြီးကပြောကြားတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ကြောင်းလဲတိုးတက်မှုမြန်ဆန်နေတဲ့ AI နည်းပညာအရွေးနဲ့အတူလိုက်ပါပြီးနိုင်ငံအကျိုးပြု IT ပညာရှင်များသုတေသနပညာရှင်များဖြင့်ရှင်သန်အသက်ဝင်နေတဲ့တက္ကသိုလ်များဖြစ်စေရေးကျိုးပန်းဆောင်ရွက်ကြရန်သိပ္ပံနဲ့ဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာအောင်စောကပြောပါတယ် ဒီမနေ့ကကျင်းပါတယ်အစင်းမြင့်တဲ့သိပ္ပံပညာဦးစီးဌာနရှိနေပညာတက္ကသိုလ်ကွန်ပျူတာတက္ကသိုလ်နဲ့ Polytechnic University များရဲ့လုပ်ငန်းညှိနှိုင်းစည်းဝေးပွဲမှာဒုဝင်ကြီးကအထက်ပါခဲ့သူပြောကြားခဲ့တာဖြစ်ပါတယ်ထို့ပြင်သုတေသနရလဒ်များအပြင်ပြည်သူ့ရဲ့လူမှုစည်းဝေးပွဲမြင့်တင်စေရေးလက်တွေ့ကျကျအသုံးချနိုင်ရေးပူးပေါင်းဆောင်ရွက်သွားကြရင်လည်းရောင်းသွေးဝင်ကြီးဒေါက်တာမျိုးသိန်းကျော်ကပြောပါတယ်သုတေသနအခြေပြုတက္ကသိုလ်များအဖြစ်နိုင်ငံနဲ့ဒေသအကျိုးပြုသုတေသနများ အဆက်မပြတ်ဆောင်ရွက်ရန်လိုအပ်ပြီးတင်ကြားမှုများကိုလည်းအဆင့်မြင့်တင်ရန်တင်ကြားမှုပတ်ဝန်းကျင်အကောင်းများဖြစ်စေဖို့ဆောင်ရွက်ရန်လိုအပ်ကြောင်းပြည်ထောင်စုဝန်ကြီးကပြောပါတယ်။လက်ရှိနည်းပညာတက္ကသိုလ်၊ကွန်ပျူတာတက္ကသိုလ်နဲ့ Polytechnic University များဟာသိပ္ပံနဲ့နည်းပညာဆိုင်ရာလူဆန်းအားရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အဓိကဆောင်ရွက်နေတဲ့တက္ကသိုလ်များဖြစ်တယ်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းပုဒ်ကတော့ရန်ကုန်မြို့ရှိအိမ်ယာလေးခုမှအခန်းဝယ်ခွင့်ရရှိသူ218ဦးဟာ ယာယီနေထိုင်ခွင့်ထုတ်ပေးမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ရန်ကုန်မြို့အိမ်ယာလေးတိလဝါဥယျာဉ်ယူဇနာအပိုင်း3ကျန်းစစ်မင်းအပိုင်း1ရိုမရိတ်သားမှအခမ်းများကိုချင်းငွေဖြင့်ဝယ်ရရှိသူ218ဦးပါမြို့ပြနယ်အိမ်ယာဖွံ့ဖြိုးမှုဦးစီးဌာန DUHD ကယာယီနေထိုင်ခွင့်ထုတ်ပေးမှာဖြစ်တယ်လို့သိရပါတယ်နိုဝင်ဘာလ6ရက်မှ7ရက်ထိ DUHD ရုံတွင်ယာယီနေထိုင်ခွင့်အကြောင်းကြားသံများထုတ်ယူနိုင်ပြီးနိုဝင်ဘာလ18ရက်မှ20ရက်တွင်သက်ဆိုင်ရာအိမ်ယာများရဲ့ အခန်းတော်များထုတ်ပေးခြင်းနဲ့အနှံ့ညင်လုပ်ငန်းစဉ်များကိုဆက်လက်ဆောင်ရွက်ပေးမယ်လို့သိရပါတယ်။ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့တိုင်းစေကုသခွင့်မရှိဘဲစေကုသမှုကြောင့်ဘခင်ဆိုင်ရာမန္တလေးတရားရုံးကဖာဝနန်းထုတ်ပေးဆိုတဲ့သတင်းဖြစ်ပါတယ်။တိုင်းစေကုသခွင့်မရှိဘဲစေကုသမှုများပြုလုပ်နေခြင်းကြောင့်အမှုဖွဲ့တရားစွဲခံထားရတဲ့ရွှေလက်ဒေါခင်ဆိုင်ရာမန္တလေးတိုင်းမရပူရာမြို့နယ်တရားရုံးကယနေ့နိုဝင်ဘာလ9ရက်ရုံးချိန်မှာဖာဝနန်းထုတ်လိုက်တယ်လို့သိရပါတယ်။ ။ဘခင်ဆိုင်ရာခုနှစ်ချိန်မြောက်ဖြစ်တဲ့၎င်းယုံချင်းကိုတရားရုံးသို့လာရောက်ခြင်းမရှိသောကြောင့်ဟမ်ရန်ထုတ်ခံရခြင်းဖြစ်တယ်လို့သိရပါတယ်။မြန်မာနိုင်ငံတိုင်းစေးကောင်စီက၎င်းကိုဇူလိုင်လ22ရက်နေ့မှာတိုင်းစေးကောင်စီပုံမှ61ဖြင့်မရပူရာမြို့နယ်တရားရုံးမှာဥတိုက်လျှောက်ထားခဲ့တယ်လို့သိရပါတယ်။နောက်ဆုံးတင်ပြပေးလိုတဲ့သတင်းကတော့တောင်ကြီးမှာအမိုက်သိန်းကုမ္ပဏီအမိုက်ခွန်ကောက်ခံမှုပွင့်လင်းမြင်သာမှုမရှိဒေသခံများဝေဖန်နေဆိုတဲ့သတင်းဖြစ်ပါတယ်။ ချမ်းမြေနယ်တောင်ပိုင်း Eco Micron Company မှမိုက်ကောက်ခံရမှာတတ်မှတ်ကြေးတိတိကျကျချပြခြင်းမရှိဘဲတုံးမြင့်ကောက်ခံနေမှုပေါ်ဒေသခံများကအစင်မပြေဖြစ်ကြောင်းယနေ့နိုဝင်ဘာလ9ရက်နေ့မှာပြောကြားပါတယ်။ချမ်းမြေနယ်တောင်ပိုင်းတောင်ကြီးမြို့မှာ ရခင်းပွေးတောင်ကြီးကုမ္ပဏီမှမိုက်ခွန်တတ်မှတ်နှုန်းထားတထောင်ချက်ဟာယခု Eco ကုမ္ပဏီမှ3000ချက်ထိတုံးမြင့်ကောက်ခံနေကြောင်းဒေသခံများထံမှသိရပါတယ်။ထို့အပြင်အမိုက်ခွန်လာကောက်တဲ့ဝန်ထမ်းများနဲ့ဒေသခံများကြားပြောဆိုဆက်ဆံရမှာ ချိန်ချောက်မှုများစွာဆက်ဆံခံရကြောင်းဒေသခံများကပြောပါတယ်။ကုမ္ပဏီဘက်ကအမိုက်ခွန်ကောက်ခံရမှာအစမတန်ကောက်ခံနေမှုနဲ့ပတ်သက်ပြီးပြည်သူများအဆင်မပြေဖြစ်နေ၍ပြန်လည်ညှိနှိုင်းပြီးဝင်ရင်းမြင်သာစွာချမှတ်ပေးရန်ဒေသခံများကတောင်းဆိုတယ်လို့သိရပါတယ်။ဒီနေ့ဖော်ပြပေးခဲ့တဲ့သတင်းတွေကတော့မြန်မာနိုင်ငံတဝန်းလုံးမှာရှိတဲ့စည်ရေးစည်းဝါးရေးလူမှုရေးသတင်းတွေကထူးခြားတဲ့သတင်းအချို့ကိုကောင်းလို့တင်ပြပေးလိုက်တာဖြစ်ပါတယ်။အားလုံးကိုစိတ်နှပြစမ်းမှရှင်းလင်းကြပါစေခင်ဗျာ။